အလုံးပဲမင်္ဂလာပါဗျဒီကောင်လေးကတော့600ဝက်ပြဝဆိုင်ဝင်အင်ဗတ်တာလေးဖြစ်တယ်ဆိုတော့ကျွန်တော်တို့600ဝက်တကယ်ရမရအောင်ကျွန်တော်စမ်းကြည့်မယ်ပေါ့နော်စမ်းကြည့်ရဆိုကျွန်တော်ဒီထမင်းပေါင်းအိုးပေါ့နော်ဒီထမင်းပေါင်းအိုးကအဲကျွန်တော်900ဝက်ပေါ့နော်ဒီမှာ900ဝက်ဆွဲတယ်ပေါ့ဆိုတော့ကျွန်တော်တိတ်ကြည့်ကြည့်မယ်ရမရဆိုတော့ဒီမှာရှင်တွေထည့်တာရေနွေးကျွန်တော် ာဒီမှာဇာဆက်တော့ဆက်တော့နံပါတ်5ပို့ပေါ့နော်ဝက်ကတော့0ဝက်ပေါ့ဒီဝါဆယ်ရဲမာအဆိုစီတွေနော်တెంပရေချာတွေတွေ့ရဆိုတော့ကျွန်တော်ထမင်းကိုဒီထမင်းကိုကျွန်တော်တဲကြည့်မယ်ပေါ့နော်ဆာရကျွန်တော်တဲလိုက်ပြီပေါ့နော်ဆာတဲလိုက်ပြီဆိုတော့ဒီမှာ ဘာဘလောက်တက်လဲကျွန်တော်ကြည့်ကြည့်မယ်ဆိုတော့690နဲ့6ဝက်ပေါ့နော်690ကျော်ထိတက်တယ်ဆိုတော့ဒီမှာလောက်ကသူကဘလောက်ထိလဲဆိုတော့80%ထိဆွဲသွားပြီပေါ့နော်အဲဒါ80 80%လောက်ထိသူဆွဲတယ်ပေါ့နော်ဆိုတော့ကျွန်တော်တစ်ချက်တဲလာကြည့်မယ်ဆိုတော့600ဝက်ထိဆွဲတယ်ပေါ့နော်ဆိုတော့ကျွန်တော်တဲလာကြည့်ကြည့်မယ် ตัวนี้ชาลีตะละแต่ก็ปังกาดีทาเลยนะชาลีจะดีกว่านะผู้เจ้ามาอย่างนี้สิ သုံးကြည့်လို့ရတယ်ဗောနော်ဆိုတော့ဒီ share ဝိုင်းအင်ဗတာတွေကဒီလို600ဝတ်ထိကိုအေးစစ်စစ်ဟိုသုံးရရဲ့အနေထားမှာရှိတယ်ဗောနော်ဆိုတော့ပြကြဝါချင်းပြကြဝါချင်းမရှိဘူးကျွန်တော်80ရာခိုင်နှုန်းလောက်ပြီးကိုအေးစစ်စစ်သုံးလို့ရတယ်ဗောနော်ကာမစနဲ့၄ဝတ်ဒီဆိုရင်ထမင်းဝင်လိုက်တည့်လို့ရတယ်ဗောနော်ဆိုတော့ ရေရှည်သုံးရင်အဆင်ပြေလားဆိုတော့ရေရှည်တော့ကျွန်တော်အာမပေးဘူးเนาะသုံးရတယ်ဆိုတာပဲပြရတယ်။ဒီ share ဝါအင်ဗာတာတွေဆိုရင်ကျွန်တော်အများဆုံး400ဝက်လောက်ပဲသုံးပါเนาะ။ဒါတော့ပုံပြီးတော့စိတ်ချရတယ်။ဆိုတော့ဘာကြောင့်1ဝက်လောက်ပဲသုံးခိုင်းလဲဆိုတာလည်းကျွန်တော်နောက်ပြန်ရှင်းပြပေးမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။